ဒီနေ့အထိဒီဖြစ်ရမှန်ကိုဖုံးကွယ်ပြီးတော့မူဆလင်ကပဲရခိုင်တို့တပ်ဖြတ်ခဲ့တဲ့ပုံစံမျိုးလောက်ကြံဖန်တီးပြိုးဆိုနေကြတာကိုလည်းကျွန်တော်အနေနဲ့သိရပါတယ်ကျွန်တော်ဒီနိုင်ငံရေးသမတ်တယောက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီနိုင်ငံရေးသမတ်တယောက်ဖြစ်တဲ့အတွက်မှားရင်မှားတယ်မှန်ရင်မှန်တယ်ဆိုပြီးကျွန်တော်ဝေဖန်သုံးသပ်သမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘယ်သူမှကြောက်လန့်မှလည်းမဟုတ်ဘူးဒီလိုဖို့ထုတ်ဖို့အတွက်ကိုလည်းကျွန်တော်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်စ조사နေပါတယ်အကြမ်းဖက်သူပေါ့နော်ဒီရခိုင်ကောင်းဆောင်တွေကလည်းဒါအပြည့်အစိုင်းဝါကြွားပြီးတော့ဗျာကလာတက် ပြိုင်ခဲ့ကြတယ်လို့သူရဲ့စာတမ်းမှာရေးထားတွေ့ရပါတယ်။ရခိုင်ကောင်းဆောင်အမိကဒီဥပညာတိဟဆိုတဲ့ဖုန်ကြီးအတုကဒီရခိုင်လူငယ်တွေကိုစီအောင်လှုံ့ဆော်ပြီးတော့မွတ်စလင်တွေကိုစတင်တပ်ဖြတ်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။အာမွတ်စလင်ပေါင်း9000ခန့်ဘောနော်ဒီရေးဆက်ဆက်တပ်ဖြတ်ခြင်းကိုလည်းခံခဲ့ရပါတယ်။ရခိုင်သမိုင်းဆရာတွေကို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 နှာမင်တက်ပြီးတော့သမိုင်းအမှန်ကိုမရေးသားခဲ့ကြပဲနဲ့ထီးကင်ဖနက်ကင်လမ်းစဉ်ကိုလိုက်ပြီးတော့သမိုင်းအမှားကိုသာ ရေးသားခဲ့ကြတဲ့အတွက်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်အတွင်းမှာလူမျိုးစုနှစ်စုမဖြစ်တဲ့ကြေတနာတွေဖြစ်ခဲ့ကြတယ်။အားလုံးပဲတာလီသွားပါ။ကိုရှိရှာနေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့မှာတော့ကျွန်တော်တင်ပြမယ့်အကြောင်းအရာကတော့ရခိုင်နိုင်ငံရေးတမအမိကန်ရခိုင်တမိုင်းဆရာတွေပေါ့နော်လမ်းရခိုင်တမိုင်းဆရာတွေကို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 နှမ်းမြတ်ပြီးတော့တမိုင်းအမှန်ကိုမရေးသားခဲ့ကြဘဲနဲ့ တမိုင်းအမားတွေကိုသာရေးသားခဲ့ကြတဲ့အကြောင်းအရာလေးတွေတချို့ကိုကျွန်တော်စူးစီးတင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကျွန်တော်ရဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့လေမိဘပြည်သူတရားဂျင်းစီတိုင်းကိုကျွန်တော်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီနေ့နေပြီးတော့ဒီလက်ရှိနေပြီးတော့ဒီပေါ်တော့ရခိုင်တမိုင်းဆရာတချို့ကပေါ့နော်ဒီတမိုင်းအမှန်ကိုဖို့ထုတ်မရေးသားကြပေးနဲ့အာနာရှင်အလိုကြထီးကင်ဖနက်ကင်လမ်းစဉ်ကိုလိုက်ပြီးတော့တမိုင်းအမားကိုသာ ရေးသားခဲ့ကြတဲ့အတွက်ကျွန်တော်တို့ဒီရခိုင်ပြည်နယ်အတွင်းမှာလူမျိုးစုနှစ်စုမဖြစ်သင့်တဲ့ပြဿနာတွေဖြစ်ခဲ့ကြတယ်။အဲ့တော့ဒီမဖြစ်သင့်တဲ့ပြဿနာဖြစ်ခဲ့ကြပေမဲ့လက်ရှိဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့ဒီအခုလက်ရှိသမိုင်းဆရာတွေဒီအခုလက်ရှိရှိနေကြတဲ့ဒီရခိုင်ပညာပေါ်တော့ဒီရခိုင်နိုင်ငံရေးသမားဆိုတဲ့ကိုယ့်ကိုယ်နဲ့နိုင်ငံရေးသမားလို့ခံယူထားကြတဲ့လူတွေကအမှန်တရားကိုဖို့မဖို့ထုတ်ခဲ့ကြဘူးနော်အဲ့တော့ဒါလေးတွေကိုကျွန်တော်အနေနဲ့စူးစိပြင်ပြသွားဖြစ်ပါတယ် ဲ့တော့ဒီကျွန်တော်တို့တမိုင်းကြောင့်ကို ပြန်ကြည့်လိုက်တဲ့ခါမှာဒီဒီ1942ခုနှစ်ပေါ့နော်ဒီအဲ့ဒီမှာအဓိကရောင်းဖြစ်စဉ်ကိုပြန်လည်တင်ပြမယ်ဆိုရင်တော့ဗြိတိရှအပြေးဂျပန်အဝင်ဆက်ကြာကာလတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီကာလမှာအဲ့ဒီမှာလည်းအုပ်ချုပ်ရေးကိမဲ့နေခြင်းလေးဖြစ်တယ်အဲ့ဒီလိုအုပ်ချုပ်ရေးကိမဲ့နေခြင်းအတွင်းမှာအာပေါ့နော်ဒီရခိုင်ကောင်းဆောင်လို့ကိုယ့်ကိုအမိခံရတာပေါ့ဗျာအဲ့ဒီမှာကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ तू ကရခိုင်ကောင်းဆောင်အမိခံဘာသာရေးအတုအယောင်ပေါ့ဗျာဖုံးကြီးအတု ဥပညာသီဟဆိုတဲ့ဆိုတဲ့ဒီဖုံးကြီးအတုကပေါ့နော်အဲ့ဒီဥပညာသီဟဆိုတဲ့ဖုံးကြီးအတုကဒီရခိုင်လူငယ်တွေကိုစီယုံလှုံ့ဆော်ပြီးတော့မွတ်စလင်တွေကိုစတင်တပ်ဖြတ်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီကဒီရခိုင်ပြည်နယ်မင်းပြားမြို့နယ်ကနေစတင်ဖြစ်ပွားခဲ့ပြီးတော့ဒီအာကျွန်တော်တို့ပေါ့နော်ဒီအာဗာလက်ဒီမြေပေါင်းနောက်ကြောက်တော်မြောက်ဥဒေသတဲ့အထစ်ကိုလည်းကူးစစ်ပြန့်နှံ့ခဲ့တယ်ဆိုတာလေးတို့ဒါကျွန်တော်တို့တွေ့ရပါတယ် အဲ့တော့အဲ့ဒီအဲ့ဒီချိန်တော့အဓိကတော့မှာမွတ်စလင်ပေါင်း9000ခန့်ဘောနော်ဒီရေဆက်ဆက်တပ်ဖြတ်ခြင်းကိုလည်းခံခဲ့ရပါတယ်ဒီလိုတပ်ဖြတ်ခံခဲ့ရတဲ့အတွေ့ဒီမေယုဒေသမှာနေထိုင်ကြတဲ့ဘင်္ဂလီတွေကဘောနော်အဲ့ဒီမှာနေပြီးတော့ဒီကျွန်တော်တို့ဒီရခိုင်လူမျိုးတွေကိုလက်စားရှေတပ်ဖြတ်ကြပြီးတော့ဒီရခိုင်ရွာတွေဖုန်ကြီးကြောင်းကန်တွေကိုဖျက်ဆီးတယ်နောက်ပြီးလို့မီရှိုးခြင်းတွေပြုတ်လုပ်ခဲ့ကြတယ်ဆိုတော့ဒီသမိုင်းမှတ်တမ်းလေးမှာကျွန်တော်တွေ့ရပါတယ် ဆိုတော့ဒါမဲ့ဒီမေယုဒေမေယုဒေတာမှာနေထိုင်တဲ့ဒီပေါ့နော်အာပေါ့နော်ဒီရခိုင်လူမျိုးတွေဟာအာပေါ့နော်အများဆုံးတေလိုက်တာကျွန်တော်၄000လောက်ပဲတေပါတယ်ဒါကအများဆုံးပါပဲဒီကိန်းကနန်းထဲလည်းမပေါ်ပါဘူးအဲ့တော့ဒီဘူးတိတော်မောင်တော်ကရခိုင်တော်တော်များများဟာလည်းဒီရခိုင်ပြည်မဖက်ကိုထွက်ပြေးလာခဲ့ကြတာကိုလည်းကျွန်တော်တွေ့ရတယ်နောက်တော့အဲ့ဒီအဲ့ဒီဟာကိုဘယ်သူကရေးထားတာဆိုဒီလက်ရှိနေပြီးတော့ဒီကျွန်တော်ရခိုင်ကောင်းဆောင်ပေါ့နော်ဒီရခိုင်ကောင်းဆောင် ဘောင်ပေါက်တာကျော်ရဲ့ဒီရခိုင်တာဟာယအသင်းကိုဒီပေးပို့လိုက်တဲ့အဲသူ့ရဲ့ဒီပေးပို့လိုက်တင်ပြစာအရာဒါကျွန်တော်တို့ဒီကိန်းကဏ္ဍတွေကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒီရှိန်တုံးကဒီကျွန်တော်စိုးစွတ်တင်ပြခဲ့သလိုပဲဒီ1942ခုနှစ်အဓိကရောဖြစ်စဉ်မှာဗြိတိရှားကလည်းအပြေးအဲ့ဒီမှာဂျပန်ကလည်းအဝင်ဒီလိုဆက်ကြကာလမှာဘာလဲဆိုတဲ့အခါကျတော့အာဘောနော်တနည်းပြောမယ်ဆိုလို့ရှိရင်ဒီအဲ့ဒီဆက်ကြကာလကဘာလဲဆိုလို့ရှိရင်အုပ်ချုပ်ရေးကလည်း အဲတိတ်ပြီးတော့ဟိုပေါ့မရေရမသေးကြသေးတဲ့အချိန်ပေါ့အဲ့လိုအုတ်ရှုပ်ရေးကင်းမနေတဲ့အချိန်မှာဒီလိုဘာသာရေးအစွန်းရောက်လူမျိုးရေးအစွန်းရောက်တဲ့လူတချို့ရဲ့စီယုံလုံးဆုံမှုတွေကြောင့်သွေးထိုးလုံးဆုံမှုတွေကြောင့်မဖြစ်တဲ့ပြဿနာတွေကျွန်တော်ဖြစ်ခဲ့ကြရတယ်။အဲ့တော့အဲ့ဒီအချိန်မှာဒီပေါ့နော်အဲ့ဒီမှာဒီကျွန်တော်တို့ဒီဘာလဲဒီရခိုင်သဟာယအသင်းကိုဒီပေးပို့တဲ့ဒီဘုံပေါက်တာကျော်ရဲ့စာအယကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင် ဒီပေါ့နော်မြေပေါင်မြို့နေကနေဒီမင်းပြမှာပေါ့နော်ဒီမြေမြေပေါင်နဲ့မင်းပြမှာရေးစစ်စဲဒီစတဲ့တက်ဖြတ်ခခြင်းဖြစ်ကြောင်းသူ့စာမှာရေးထားတွေ့ရတယ်နောက်တော့ကနံပါတ်2ကကြာတော့အဲ့ဒီမှာအကျန်းဖက်သူပေါ့နော်ဒီရခိုင်ကောင်းဆောင်တွေကလည်းဒါအပြည့်အစိုင်းဝါကြွားပြီးတော့ဗျာကလာသက်ပြိုင်ခဲ့ကြတယ်လို့သူ့ရဲ့စာတမ်းမှာရေးထားတွေ့ရပါတယ်ဆိုတော့ခါအဲ့ဒီစာတမ်းတွေကိုကျွန်တော်ကြည့်လိုက်ခြင်းအားဖြင့်ဒါကျွန်တော်2000စနစ်ကိုတွားပြီးတော့ပြေးပြီးတော့မြင်အောင်မိတယ်ပေါ့ဗျာ အဲဒီ2012ဒီကျွန်တော်ဒီပေါ့နော်ဒီ2012အကြောင်းမပြောခင်မှာဘောင်ပေါက်တာကျိုးဒီရခိုင်နိုင်ငံရေးတမခေါင်းဆောင်ပေါ့ဗျာရခိုင်နိုင်ငံရေးတမဘောင်ပေါက်တာကျိုးရေးတဲ့ဒီစာတန်းလေးကိုကျွန်တော်အနေနဲ့ဖတ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်2012 2012အရေးခဲကိုကျွန်တော်သွားပြီးတော့မြင်အောင်မိတယ်ဒီကျွန်တော်တို့2012မှာမတ်တီတာထွေးပြတနာကြောင့်တာဗလိကနေပြီးတော့ပြန်လာတဲ့ဒီတာဗလိကပြန်လာတဲ့ဖျားဖူးပြန်လာတဲ့မွတ်စလင်၉ယောက်ကိုကျွန်တော်တောင်ကုန်းမြို့မှာရေးဆက်ဆက်တပ်ပြလိုက်ကြတယ် ဆိုတော့ဒီလိုတောင်ကုန်မရေးစတိုက်ပြလိုက်ရတဲ့ခါမှာကျွန်တော်တို့အိမ်ရှစ်ကဆိုလို့ရှိတာအကျွန်တော်တို့အိမ်ပေါ့ဗျာဒီကျွန်တော်တို့အိမ်ရှစ်ကဆိုလို့ရှိအဲ့ဒီမှာလေတက်လာကြတဲ့လူတွေအာငါတို့ကလပ်ဘယ်နှကောင်တက်လာတယ်ကွာအာငါတို့ကလပ်ဘယ်နှယောက်တက်လာတယ်ကွာဆိုပြီးတော့ဗောနော်ဒီကျွန်တော်တို့ရက်ွက်ထက်ကလူတွေရအစဗောနော်ဒီကျွန်တော်တို့ရက်ွက်အနည်းကျွန်တော်တို့ရက်ွက်ထက်ကလူတွေနောက်ဒီတခြားရက်ွက်ထက်ကလူတွေပြိုးဆိုအာဝါကြွတာပေါ့ဗျာဝါကြွပြိုးဆိုကြားတဲ့အသံလေးကျွန်တော်ကြားရတယ်အဲတချို့ဆိုလို့ရှိအဲ့ဒီမှာဘယ်လိုပြအရေးဆိုင်မှာ ဟောင်ကောင်ဘွာလုပ်ပြီးတော့ပြောဆိုကြတာကြားရတယ်။အဲ့ကဒါတွေကိုကျွန်တော်တွားပြီးတော့ပြေးပြီးတော့မြင်မိတာပေါ့နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်လက်ရှိနေဒီဘုံပေါက်သားကျွဲမှတ်တမ်းလေးကိုကျွန်တော်ပြန်ကြည့်ကြရအောင်။အဲ့ဒီမှာနံပါတ်3မှာကျတော့ဒီရခိုင်တွေကားတယ်ဒီပေါ်တော့အဲ့ဒီမှာဒီရေးတက်ကရင်တက်တွေပေးထားတဲ့လက်နှစ်တွေရှိထားပေမဲ့လေမွတ်စလင်တွေမှာတော့ဒီဒုတ်ဓာလောက်သာရှိတဲ့အတွက်မွတ်စလင်အမြောက်အများသေချေကြရတယ်ဆိုပြီးတော့ဘုံပေါက်သားကျွဲရဲ့မှတ်တမ်းမှာကျွန်တော်တွားတွေ့ရတယ် အဲ့တော့ဟုတ်တယ်ဒီကျွန်တော်တို့ဒီပေါ်အဲ့ဒီဟာကိုကျွန်တော်ဖတ်ကြည့်နေပဲစောစောကျွန်တော်ပြောခဲ့သလို2012 2013ရခိုင်နဲ့မွတ်စလင်အဓိကရောင်းကိုကျွန်တော်ပြန်ပြီးကြည့်မိတယ်အဲ့ဒီကဒီကျွန်တော်တို့ရခိုင်နဲ့မွတ်စလင်အဓိကရောင်းမှာကျွန်တော်ပြန်ပြီးလေ့လာကြည့်တဲ့အခါမှာဘာတွေသွားပြီးတွေ့ရလဲဆိုတဲ့အခါဒီအဲ့ဒီရှင်တော့ကနေပြီးတော့ဒီရေးနဲ့စက်တက်ကနေပြီးတော့ဝင်ပြီးထိုင်နေဒါပေမဲ့ဝင်ပြီးထိုင်နေဆိုပေမဲ့သူတို့ကဘာလဲဆိုတဲ့အခါအာပေါ်တော့စောစောကျွန်တော်ပြောခဲ့သလိုဗျရခိုင်ဖက်ကို ကြီးစက်2တောင်ဆိုလို့ရှိရင်မွတ်စလင်ဖက်ကိုကြီးစက်3တောင်လောက်ပြစ်တာကျွန်တော်တွေ့ရတယ်။နောက်ပြီးလို့ရှိရင်တရွှတ်ရခိုင်တွေကိုတင်တဲ့တွေပါထုတ်ပေးတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်ကြားရတယ်ပေါ့။အဲဒါကတော့အာဘောနော်ဒါကျွန်တော်သတင်းအမှန်ဖြစ်ဖို့အာသတင်းအမှန်ဖြစ်ဖို့ပဲနေတယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်ကြားရတဲ့သတင်းအရပြပြတာလေ။ဒါကတော့ဒီမြေပြင်သတင်းအရပေါ့နော်။ဒါပေမဲ့ဟုတ်ရှင်လည်းဟုတ်မယ်မဟုတ်ရှင်လည်းမဟုတ်ဘူး။ဒါပေမဲ့လက်တွေ့ဒီကျွန်တော်တို့ကြားလိုက်ရတဲ့သတင်းတော့အဲ့လိုမျိုးကြားလိုက်ရတယ်။ဆိုတော့ကျွန်တော်တို့ရှိန်တော့ကလည်းအဲဘောနော်ဒီကျွန်တော်တို့ရခိုင်ပြည်ထဲမှာနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေတော်တော်များများတေကျေပျက်စီးခဲ့ရတာကိုလည်းကျွန်တော်အနေနဲ့အဲဘောနောမြင်တွေ့ခဲ့ရပါတယ်အဲ့တော့ဒီလက်ရှိနေပြီးတော့တကယ်ဒါဆိုလို့ရှိရင်ဒီဘုံပေါက်သာကျိုရဲ့မှတ်တမ်းလေးကိုကျွန်တော်ပြန်ပြီးတော့လက်လာကြည့်ကြရအောင်ဟုတ်ပြီဒီမှာ तू ကဘုံပေါက်သာကျိုရဲ့ဒီဘုံပေါက်သာကျိုကနေပြီးတော့ဒီရခိုင်သာဟာယအသင်းကို ပေးပို့တဲ့ဒီစာတမ်းလေးမှာအပိုက်လေးမှာဗာပြောထားလဲဆိုတော့ကအသက်မသေးပဲမွတ်စလင်တွေကတော့တဲ့လွတ်မြောက်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းဆိုသွားရေးထားတယ် ဲ့တော့နောက်တစ်ခုကျတော့ဒီနံပါတ်၅ငါမပိုင်းထားလဲဆိုတော့ကဘူးတိတော်မှာတဲ့ရခိုင်လှေမှောက်အရှင်အကြောင်းရင်းကလူများလွန်တဲ့အတွက်မှောက်အခြင်းဖြစ်ကြောင်းဆိုပြီးတော့ तू ကအမှန်ကို तू ကရေးထားတာကျွန်တော်တွေ့ရတယ်ဟုတ်တယ်အဲ့ဒီရှိတီကျွန်တော်တို့1942ခုနှစ်ကလာရခိုင်ကလာပေါ့နော်ဒီရခိုင်နဲ့ကလာအဓိကရောမှတ်တမ်းကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာတရှုတ်သမိုင်းဆရာတွေရေးထားတာကတော့အဲ့ဒီမှာနေပြီးတော့ဒီရခိုင်လှေတစည်းလုံးပေါ့နော်အဲ့ဒီမှာနေပြီးတော့မွတ်စလင်တွေကလာလာပြီးတော့အဲ့ဒီမှာနေကလာတွေကလာလာပြီးတော့ အဲဖြစ်စီလိုက်ကြတယ်နောက်ပြီးလို့ရှိရင်အဲ့ဒီမှာရခိုင်တော်တော်များများတက်ပြစ်လိုက်ကြတယ်လို့လည်းအဲတမိုင်းမှတ်တပ်မှာကျွန်တော်ရေးရတွေ့ရတယ်ဒါပေမဲ့ဒီဘုံပေါက်တာကြိုရေးတဲ့ဒီနိုင်ငံရေးတမဘုံပေါက်တာကြိုရေးတဲ့မှတ်တမ်းအရာကြည့်လိုက်တဲ့အခါမှာဒီရခိုင်လေမှောက်ဝချင်းအကြောင်းရင်းကအဲ့လူများလွန်တဲ့အတွက်ကြောင့်မှောက်ဝချင်းဖြစ်တယ်ဆိုပြီးတော့ဒါသူ့ရဲ့တမိုင်းမှတ်တမ်းလေးမှာကျွန်တော်တွေ့ရပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ်နံပါတ်6ကြည့်ကြရအောင်ရခိုင်ဖက်ကလည်းအိန္ဒိယဖက်ကိုအဲပေါ်ထွက်ပြေးသွားတယ်လို့ရှိပါတယ်တဲ့ အဲအဲ့ဒီရှိန်တော့အိန္ဒိယလို့ပြောတာကဘာကြောင့်လဲဆိုတာဒီအဲ့ဒီရှိန်တော့ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ဆိုတာမပိုသေးဘူးအဲ့ဒါကသူတို့အဲ့ဒါကိုအိန္ဒိယလို့ပဲခေါ်ကြတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမဖြစ်သေးတဲ့အတွက်သူတို့အိန္ဒိယပဲလို့ပဲပြောထားတာဖြစ်တယ်အဲ့ဒီမှာဒီရခိုင်ဗုဒ္ဓဘာသာဝင်တသုံးခန့်ပေါ့နော်နောက်ပြီးလို့ရှိရင်ရိုဟင်ဂျာ63ခန့်ရှိကြောင်းဆိုပြီးရေးထားတယ်ဒါပေမဲ့အဲ့ဒီသူရဲ့စာကြမ်းမှာကြတော့ရိုဟင်ဂျာလို့မရေးထားဘူးမွတ်စလင်ဆိုပြီးရေးထားတယ် ကျွန်တော်ကတော့သူတို့မွတ်စလင်လို့မသတ်မှတ်ဘူးကျွန်တော်ကတော့ရိုဟင်ဂျာလို့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရိုဟင်ဂျာလို့ထစ်သုံးလိုက်ထစ်သုံးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်နောက်ထပ်နံပါတ်ခွန်ကြည့်ကြရအောင်အဲ့လိုပေါ့နော်ဒီဘိုကျော်အောင်ဆန်းနဲ့ဦးနုတို့ကလည်းတဲ့ဒီပေါ့နော်ရိုဟင်ဂျာ63ဂန်းကိုစီစစ်ပြီးတော့ပြန်လဲခိုးဆောင်ခဲ့တယ်ဆိုပြီးတော့သူ့ရဲ့တမိုင်းမတန်းလေးမှာလည်းထပ်မံရေးသားထားတာရောတွေ့ရပါတယ်ဆိုတော့ကကြတော့အဲ့ဒီမှာဒီပေါ့နော်ထွက်ပြေးသွားတဲ့ရိုဟင်ဂျာ63ကို ဘိုဂျော့အောင်ဆန်းနဲ့ဦးနုကနေပြီးတော့ပြန်လေပြီးတော့စီစစ်ပြီးတော့ခိုခဲ့တယ်ဆိုပြီးတော့လေဒီတမိုင်းမှတ်တမ်းမှာကျွန်တော်ပြန်တွေ့ရတယ်အဲ့ဒီကဟုတ်ပြီလားဆိုအဲ့ဒီမှာနေပြီးတော့ဒီနံပါတ်၈ကိုကျွန်တော်ကြည့်ကြရပါတော့နော်အဲ့ဒါဒီနံပါတ်၈မှာကြာတော့ဒါတော်တော်လေးစိတ်ထိခိုက်ဖို့ကောင်းတယ်ဒါကျွန်တော်အဲ့ဒီဘုံပေါက်တာကျွေးမှတ်တမ်းလေးကိုကျွန်တော်ဖတ်ပြီးတော့ဒါအရန်စိတ်ထိခိုက်သွားတယ်ပေါ့နော်ဒါကျွန်တော်တော်တော်လေးအဲယူကြုံမရလဲဖြစ်သွားတယ်ဘာကြောင့်ဖြစ်သွားတာလဲဆိုတော့ကဒီရိုဟင်ဂျာရှောက်တော့ဟာသူတို့ရဲ့နေရဖြစ်တဲ့ရခိုင်ပြည်နယ်တောင်ပိုင်းကို ပြန်ခွင့်မရတော့ဘဲနဲ့ဘူးတီတော်မောင်တို့မှသာနေထိုင်ခဲ့ရကြောင်းဆိုပြီးတော့ရခိုင်တဟာရကိုပေးပို့တဲ့ဘုံပေါက်သားကျွဲ့စာတန်းလေးမှာကျွတ်တွေ့ရတယ်။ဆိုတော့ကကြတော့ဒီကျွန်တော်ရခိုင်ပြည်နယ်တောင်ပိုင်းဖက်မှာနေထိုင်တဲ့မွတ်စလင်တွေရဲ့ရွာတွေမွတ်စလင်တွေပိုင်ဆိုင်တဲ့အိမ်တွေမွတ်စလင်တွေပိုင်ဆိုင်တဲ့အဲပစ္စည်းပစ္စည်းတွေပေါ့ဗျာဒါတွေအကောင်လုံးကိုရခိုင်တွေကသိမ်းပိုက်လိုက်တဲ့အတွက်ကြောင့်မို့လို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုသူတို့ပြန်ခွင့် မရတော့ဘူးဆိုပြီးတော့လည်းအဲ့ဒီမှာတမိုင်းမှတ်တမ်းမှာကျွန်တော်ထပ်မှတွေ့ရပါတယ်ဒါအင်မတမဝမ်းနေဖို့ကောင်းပါလေကြာသူတို့ရဲ့ရွှေနဲ့သွေးနဲ့ရင်းထားတဲ့ပစ္စည်းပစ္စည်းရတယ်တခုမှပြန်မရကြတော့ဘူးဒါအခုလည်းကျွန်တော်ကြားတယ်အာဘောတော့ဒီရခိုင်ပြည်နယ်ဒီကျွန်တော်မြောက်ပိုင်းဒေသဘူးတိတော်မောင်တို့မှာဘူးတိတော်မောင်တို့မှာအာဘောတော့ဒီတချို့ရွာတွေပေါ့ဗျာတချို့ရွာတွေမှာရခိုင်တပ်ဖွဲ့ဝင်အေအေတချို့ကအေအေအလုံးအလုံးကိုကျွန်တော်ပြောတာမဟုတ်ဘူးအေအေအချို့က အာမူဆလင်တွေကိုနှင်ထုတ်တယ်မူဆလင်တွေနှင်ထုတ်ပြီးတော့အဲ့ဒီနေရာမှာနေပြီးတော့မူဆလင်တွေပိုင်တဲ့အိမ်တွေအဲလေယာမြေတွေအကောင်လုံးကိုသိမ့်ပိုက်လိုက်ပြီးလို့ရှိရင်မလုပ်လိုက်လဲဆိုတော့ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုအဲ့ဒီမှာနေရာသွားပြီးတော့ရှာပေးတာကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးတည်တဲ့လေကျွန်တော်ကြားရတယ်ဒါလည်းအရန်မန်းနေစရာပေါ့နော်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ရဲ့အာရခတက်တော်အရက်ကတက်တော့ဆေဦးစီးချုပ်အရလေးစားရတဲ့ဘုံချုပ်ထုံးမြတ်နိုင်ရှာမဲ့ထားတဲ့လမ်းစဉ်ကို မလိုက်နာဘဲနဲ့ကိုလှုပ်ကျင်တာလှုပ် အမ်ကိုထင်ရဆိုင်နေတဲ့တက်ဖို့ဝင်တချို့ရှိပါတယ်ဒီတက်ဖို့ဝင်တချို့ကြောင့်ဒီတက်ဖို့ဝင်တချို့ကြောင့်ကျွန်တော်ရဲ့ဒီလက်ရှိနေပြီးတော့အရခတ်တက်တော့ AA ရဲ့ image ဟာတအားကျဆင်းသွားတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကြည့်ကြရအောင်ဒါဆိုအဲ့ဒီဒီဘုံပေါက်တာကျော်ရဲ့မှတ်တမ်းလေးကိုကျွန်တော်ပြန်ကြည့်ကြရအောင်ဗောနော်အဲ့ဒီမှာဒီအာဗောနော်ဒီနံပါတ်6ဗောနော်ဒီ Adobe sorry နံပါတ်7ဗောနော်အဲ့ဒီမှာ Bangladesh လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းနဲ့ဒီဘင်္ဂလားဒေ့ရှ်ကနေရခိုင်ပြည်နယ်ဖက်ကိုခိုးဝင်လာသူဥယေ9သိန်းအထိရှိခဲ့ပြီးဒီ9သိန်းကလည်းဒီ9သိန်းကလည်းပဲဘင်္ဂါလီ လူမျိုးတွေမဟုတ်ပဲနဲ့ဘင်္ဂါလီ ရခိုင်တွေသာဖြစ်ကြောင်းဘုံတော့အဲ့ဒီမှာသူ့ရဲ့ဒီရခိုင်သာဟာရောက်ပေးပေါ်တဲ့ဒီစာတန်းလေးမှာကျွန်တော် patch မှတ်သားရပါတယ်အဲ့တော့ဒီပုံပေါက်သာကျွေးမှတ်တမ်းကိုကျွန်တော်ပြကြည့်လိုက်တဲ့ခါမှာဒီလူရဲ့9သိန်းအထိပဲရှိခဲ့တယ်ဒီ9သိန်းဟာလည်းပဲဒီဘုံတော့ အဲဘင်္ဂါလီလူမျိုးတွေမဟုတ်ပဲねရခိုင်ဘင်္ဂါလီတွေဆိုပြီးသူကသူကထက်ထက်တောင်းထားတာကြောတွေ့ရတယ်ဆိုတော့ကကြတော့ဒီကျွန်တော်တို့ဒီသူ့အပိုက်ကိုမှပြောထားတဲ့အတိုင်းပဲဗောနော်ဒီလက်ရှိရခိုင်ပြည်တောင်ပိုင်းကရခိုင်တွေကလည်းရိုဟင်ဂျာတွေပိုင်းဆိုင်တွေကိုတိမ့်သွားတယ်ဒါကတော့ဒါအလုံးဝအရှိတ်ရှာကြတဲ့အကြောင်းဗောနော်နောက်တစ်ခါသူကအပိုက်ရှစ်မှာပြောထားလဲဆိုတော့ကဒီနံပါတ်ရှစ်မှာရိုဟင်ဂျာ၆တောင်းဟာသူတို့ရဲ့မူရင်းနေရက်တောင်ပိုင်းကို ပြန်ခွင့်မရတော့နဲ့ဘူးတိတော်မောင်တို့မှသာနေထိုင်ခဲ့ရတယ်ဆိုပြီးပြောထားတယ်။ဒါကြောင့်လဲလူဦးရေများပြားခဲ့ရခြင်းဖြစ်တယ်လို့ကျွန်တော်သုံးသပ်မိပါတယ်။အဲ့တော့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်မှာလူဦးရေပေါက်ဖွားမှုနောက်မြင့်တက်လာတယ်ဆိုပြီးတော့အာဘယ်တော့ဒီဘူးတိတော်မောင်တို့မှလူလူဦးရေပေါက်ဖွားမှုနောက်မြင့်တက်လာလို့ကြောင့်အခုလိုမျိုးဒီဒီအခုလိုမျိုးနေပြီးတော့မွတ်စလင်တွေများပြားသွားရတယ်ဆိုပြီးတော့ဒီရခိုင်နိုင်ငံရဲ့တမအမိကန်နောက်တစ်ခုဒီဒီကျွန်တော်တို့ဘာသာရေးသမားအမြေကဖုံကြီးအတုတွေပေါ့ဗျာဒီဖုံကြီးအတုတော်တော်များများက အဲ့လိုမျိုးဆွဆွေပြောဆိုကြတဲ့အတားလည်းကျွန်တော်ကြားပါတယ်ဆွဆေပြောဆိုကြတာကိုအဲရခိုင်ပြည်နယ်ကလူပိတ်တချို့ပေါ့အဲ့ဒီလူပိတ်တချို့ကလက်ခံယုံကြည်ပြီးတော့မွတ်စလင်ဆိုရင်မောင်းမယ်မွတ်စလင်ဆိုတတ်မယ်ဆိုတော့အတွေးခုံမျိုးတွေတွေးခုံနေကြတာကိုကျွန်တော်တိရကျွန်တော်တို့ကျွန်တော်အနေနဲ့မြင်တွေ့နေရပါတယ်ဆိုတော့ကကြတော့ဒါဟာဘာကြောင့်လဲဆိုတော့ကျွန်တော်စိုးစိုးလေးကတင်ပြခဲ့တဲ့အတိုင်းပဲသမိုင်းအမှန်ကိုမရေးသားပဲနဲ့ အာနာရှင်အလိုကြထိကင်ဖနက်ကင်လမ်းစဉ်ကို လိုက်ပြီးတော့ရေးဆွေးထားခဲ့တဲ့သမိုင်းတွေကြောင့်ဖြစ်ပါတယ်ဒီတော့ဒီသမိုင်းတွေကိုကျွန်တော်အမှန်ကိုသိဖို့လိုအပ်ပါတယ်ဒီလိုသမိုင်းကိုအမှန်ကိုသမိုင်းအမှန်ကိုသိမှသာကျွန်တော်ရခိုင်ပြည်ထဲမှာမိတဲနေထိုင်နေကြတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာမဆိုငိမ့်ချမ်းစွာ အတူရှင်တွဲနေထိုင်ရေးဆိုတဲ့မူဝါဒငိမ့်ချမ်းစွာအတူရှင်တွဲနေထိုင်ရေးဆိုတဲ့လမ်းစဉ်ကို လိုက်နိုင်မှာဖြစ်ပါတယ် မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ် MS ဟာကမ္ဘာအလေးမှာအင်မတမအယုတ်ဆိုးအကြီးတန်သွားမယ်ဆိုတဲ့ဟာလေးကိုဒါကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်တင်ပြလိုပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုဒီကျွန်တော်တို့ရခိုင်လူငယ်တွေအနေနဲ့သမိုင်းဖျက်မှန်ကိုသိဖို့လည်းအရင်လိုအပ်ပါတယ်ဒီလိုသမိုင်းဖျက်မှန်ကိုသိစေခြင်းလို့ကြောက်ပြတာကျွန်တော်အနေနဲ့ဒါအမုန်းခံပြီးတော့တင်ပြနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီရခိုင်လူငယ်တွေအနေနဲ့ကလည်းအတိတ်ကအမှားကိုသင်ခန်းစာယူပြီးတော့အတိတ်ကအမှားမျိုးထပ်မံမကျူးလွန်ဘဲနဲ့ လူမျိုးစုနှစ်စုရဲ့ဒန်းတူညီတို့သဟဇတရှိရှိ အတူရှင်တွဲနေထိုင်နိုင်ကြဖို့နေထိုင်ကြဖို့ဟိုလေဒါကျွန်တော်အနေနဲ့ဒီညနေတိုက်တွန်းလို့ရတယ်။အဲ့တော့အတိတ်ကတော့ဒါကျွန်တော်လူငယ်တွေပေါ့ဗျာ။လူငယ်တွေပဲပြဿနာဖြစ်ပြီဆိုတာဒါကလူငယ်တွေပဲ။အဲ့တော့ပြဿနာဖြစ်ပြီဆိုလို့ထစ်ခတဲ့ဆိုရင်လူငယ်တွေကထိုက်ဆုံးတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့တင်ပြချင်တာကဒီလူငယ်တွေဒီအတိတ်ကဖြစ်တယ်။ဒါကြောင့်မို့လို့ဒီကျွန်တော်ဒီကနေ့ရခိုင်ပြည်တွင်းမှာနေတဲ့နိုင်ငံရေးသမားအမေရိကန် ဘာသာရေးသမားအမိခံလူတစုကိုကျွန်တော်ဒီနေရာနေပြီးတော့ပြောချင်တာကအာနာရှင်အလိုကျထိခိုက်ဖနက်ကင်လမ်းစဉ်ကိုမလိုက်ပဲနဲ့ကျွန်တော်ပြည်သူပြည်သားတွေငြိမ်းချမ်းစွာအတူရှင်တွေ့နေထိုင်ရေးအတွက်ငြိမ်းချမ်းစွာအတူရှင်တွေ့နေထိုင်နိုင်ဖို့အတွက်ဝိုင်းဝန်းပူပေါင်းလှုပ်ဆောင်တန့်ကြောင်းကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ထက်ဆက်အကြံပေးလိုက်ပါတယ်ဒီတော့ဒီကျွန်တော်ဒီသမိုင်းကြောင်းကိုပြန်ပြီးကြည့်လိုက်တဲ့အခါမှာ တော်တော်လေးကိုမှရင်နာစရာကောင်းပါတယ်ဗျကျွန်တော်ဒီရခိုင်ပြည်နယ်မှာပေါ့နော်ဒီလက်ရှိနေပြီးတော့ရခိုင်ပြည်နယ်အရေးခဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးရင်နာစရာကောင်းပါတယ်လက်ရှိနေပြီးတော့အာရခတ်တက်တို့အတွင်းမှာအာရခတ်တက်တို့ရဲ့စီမင်းစီကဥပဒေကိုမလိုက်နာတဲ့အေတက်ဖွဲ့ဝင်တချို့အာရခတ်တက်တို့ ULA အဖွဲ့ဝင်တချို့ကြောင့်ရခိုင်ရဲ့ပုံရိပ်ကအရင်ကြာစင်းတော့ဖြစ်ပါတယ်ကျွန်တော်တခါတော့လည်းကြားလိုက်ပါတယ်ကျွန်တော်မဖို့ထုတ်သေးလို့ပါကျွန်တော်အဲ့ဒါသတင်းအတိအကျမရသလိုပေါ့နော် အဲကျွန်တော်တို့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းမှာကိုဘာနီအဲ့နဲ့ကနေပြီးတော့မွတ်စလင်ရွာတရွာမှာငွေနှစ်မွတ်စလင်ရွာတရွာမှာအိမ်တက်အိမ်ကိုငွေနှစ်သိန်းခွဲစီတောက်နေနောက်ပြီးနွားတွေကိုတင်သွားတယ်ပြီးလို့ရှိရဒီမွတ်စလင်ပိုက်ဆံရှိတဲ့မွတ်စလင်ရွာတွေကပိုက်ဆံကောက်တယ်နွားတွေကိုတင်သွားတယ်ပိုက်ဆံစင်းရတဲ့ရွာတွေမှာနွားတွေကိုသွားပြီးတော့ဒီနွားနွားတွေကိုတတ်ပြီးတော့ကိုဘာနီအဲ့နဲ့သွားလုပ်ပေးတယ်ဆိုတဲ့တဲ့နဲ့ကျွန်တော်ကြားပါတယ် ဲ့တော့ဆိုလိုတာကသူ့အယိုးနဲ့သူ့ကိုပြန်ထိုးတာပေါ့ဗျာဒါအမ်ပုံပုံလေးပြောမယ်ဆိုဒီလိုလောက်ရမျိုးကိုလုံနေကြတာလို့ကျွန်တော်သိရတယ်ဒါပေမဲ့ဒီဒီလောက်ရကဒါကျွန်တော်အနေနဲ့ဒါအတီးပြုတ်ဖို့ဒါကျွန်တော်စ조사နေတယ်အတီးပြုတ်ပြီးလို့ရှိရင်ဒါကျွန်တော်ဆက်လက်ပြီးတော့ဖော်ထုတ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနိုင်ငံရေးသမားတယောက်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီနိုင်ငံရေးသမားတယောက်ဖြစ်တဲ့အတွက်မှားရင်မှားတယ်၊မှန်ရင်မှန်တယ်ဆိုပြီးကျွန်တော်ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်။ ဲ့တော့ကျွန်တော်ဘယ်သူမှကြောက်လန့်မှာလည်းမဟုတ်ဘူးဒီလိုဖို့ထုတ်ဖို့အတွက်ကိုလည်းကျွန်တော်ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်စ조사နေပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်စိုးစိုးလေးပြောခဲ့တဲ့အတိုင်းပဲအရခတ်တက်တော့အေးအတွင်းမှာအရခတ်တက်တော့အေးအမိကန်လူတစုကြောင့်နောက်တစ်ခုကဒီကျွန်တော် UL ရဲ့အစိုးရအဖွဲ့ဝင်အဲဘောနော်ဒီအစိုးရအဖွဲ့ဝင်လူတစုကြောင့်ကျွန်တော်ရဲ့ရခိုင်တက်တော့ဒီလက်ရှိနေပြီးတော့အရခတ်တက်တော့ဟာအရန်တိုက်ခါတွေကြာလွန်နေပါပြီ ကြားလုံးနေပါပြီဒါကိုလည်းတရှုတရှုသိထားဖို့အရေးလိုအပ်ပါတယ်အဲ့တော့လက်ရှိနေမျိုးဒီကျွန်တော်တို့တိုင်းရင်သားလက်နဲ့ကင်တွေဟာဘာကြောင့်ဖြစ်တာလဲဖိရဲကြွမယ်ထိရင်ရှမယ်အခုလက်ရှိကျွန်တော်တို့ဒီဘင်္ဂဒက်ရှ်မှာအာစာတွေထားပြီးတော့တုံးကြလာပြီဒီအာစာတွေဒီဘာကြောင့်ဒီထကြွလာဖို့ဒီအရခတ်တက်တော့အေးကိုတိုက်ဖို့ကြိုးစားလာကြတာလေသူတို့ကဒီနိုင်ငံရေး မတည်ငြိမ်မှုကိုအခွင့်ကောင်းယူပြီးတော့တိုက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောပြောပြောရမယ်ဆိုလို့ရှိရင်အရိကတက်တော့အေးအတွင်းမှာသို့သောကျွန်တော်ပြောသလိုပေါ့စီမင်းစီကံမူဝါဒတွေကိုမလိုက်နာတဲ့တက်ဖွဲ့ဝင်တချို့အဖွဲ့ဝင်တချို့ကြောင့်အခုလိုမျိုးဖြစ်လာတာဖြစ်တယ်။အဲ့ကကြတော့ဒီကျွန်တော်တို့ရခိုင်ပြည်ထဲမှာနေတဲ့ရိုဟင်ဂျာလူငယ်တွေကလည်းထကြွလာကြမှာဖြစ်တယ်။ဒီလိုထကြွလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ်ရဲ့အနာဂတ်ဟာအရင်တအားကြောက်လန့်စရာဖြစ်တယ်ဗျထိုက်လန့်စရာဖြစ်တော့ပါလိမ့်မယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့နောက်ဆုံးနှီးကုန်းချုပ်တင်ပြချင်တာကတော့ကျော်တီနိုင်ငံရဲ့တမအမီကန်မြစ်ကန်မျိုးရှိဇုံလုံးကန်းတွေကအနေနဲ့လေဒီနေ့အထိဒီဖြစ်ရမှန်ကိုဖုံးကွယ်ပြီးတော့မွတ်စလင်ကပဲရခိုင်တို့တပ်ဖြတ်ခဲ့တဲ့ပုံစံမျိုးလောက်ကြဖန်တီပြိုးဆုံနေကြတာကိုလည်းကျွန်တော်အနေနဲ့သိရပါတယ်။ဒါကြောင့်မို့လို့ဒီလိုအမုန်းတရားပွားများအောင်လှုပ်ဆောင်နေကြတဲ့ အဲ့ပေါ်တော့လှုပ်ဆောင်နေကြစေဖြစ်တာတော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ရဲ့အရခနိုင်ငံကြီးအတွက်မှာမြစ်ကမ်းမျိုးရှိဇုံလုံးကမ်းတွေရဲ့တမိုင်းလိန်ပေါ့နော်နောက်တစ်ခုကကြားတဲ့ကဒီအမှန်တရားကိုမဖို့ထုတ်ဘင်းနဲ့တမိုင်းအမားတွေကိုသာရေးသားတယ်တမိုင်းတွေကိုလိန်တဲ့တမိုင်းပညာရှင်ကိုကိုကို သုံးသပ်နေကြတဲ့ကိုကိုကိုခေါင်းယူဝန်းကျွမ်းနေကြတဲ့လူတချို့ရဲ့ဒါသမိုင်းအမှားကိုအာအမှန်ဆုံးဖျောက်ကျွန်တော်နည်းစူးစီးတင်ပြတော့တာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲအဲပေါ့နော်သမိုင်းအမှန်တွေကိုကျွန်တော်ဆက်လက်ဖော်ထုတ်သွားမှာမို့လို့ like and subscribe နဲ့ဝိုင်းရံပေးကြပါလို့မြစ်တရခံရင်းနဲ့နှုတ်ခွန်းဆက်သက်ကြရောပြပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ